ကလျာလုံးနဲ့ယောက်ျားမှာပုံဝင်ရှုပ်လို့ဖြစ်သွားတယ်တောင်းပါပါတယ်နော်အဲ့လိုလည်းမဟုတ်ပါဘူးကိုကျော်စားရဲ့အော်ပထမပိုင်းအောင်နည်းနည်းဟိုကြောက်တာပေါ့နော်အဲငမိုးကနေတဲ့တိုင်ဟိုကဟိုအနေရဲ့စကားတိတ်မပြောဒါပေမဲ့ပြောလိုက်တဲ့စကားလေးဆိုတော့ထပ်ထပြောလိုက်တဲ့စကားလေးကဟိုဟာတာလေးပြောရရှိရတယ်ပေါ့နော်ပြန်ချင်ချင်ကအရင်ပျော်ရွှင်စရာတော့အပူပဲမရှိဟိုတော့ကောင်းရင်တော့ကျွန်တော်ကောင်းတယ်ပေါ့နော်ဒီအခုဆိုရင်ဒါဖောက်ပြန်တဲ့ခန်းနေဆိုရင်လည်း မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးလေးတော့ပြောပါတယ် item နဲ့ပတ်သက်ပြီးရောဆိုရင်လည်းအာသူကဒီနားလေးတွေတော့အရင်ကောင်းတယ်ဒီဟာလေးကတော့နောက်ထပ်ကြရင်ဒီနားဒီနားလေးကိုဒီလိုပုံလုပ်လိုက်ရင်တော့ကိုကောင်းသွားမယ်ပေါ့အဲ့လိုမျိုးလေးတော့ကျွန်တော်တို့အကြံဉာဏ်လေးပေးဖြစ်ပါတယ်ဟုတ်အင်္ဂလိပ်တောင်ငါရေးစားဆိုပြီးလုံးချင်တိုင်းလုံးလို့မရဘူး။အဲ့လူကြီးလူကောင်းတွေကလုံးမလို့။ဇယိုက်ဆန်လို့ခေါ်တယ်။ ဒါလည်းမှာကျွန်တော်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေပါတော့။အဲတိုးဆောင်ထားပါတယ်။ဒါပေမဲ့အချစ်ကြီးရဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ပဲ။ဆိုတော့ကြောစွာဖြစ်တိုးဆောင်ထားပါတယ်။ဟုတ်အဲ့လိုပဲပြောပါမှာပါတော့။အဲမမြင်ဘူးတဲ့ character တခုပဲပြီးတော့ character တွေကျွန်တော်နောက်ထပ်တစ်မျိုးနဲ့မြင်ရမယ်။အချင်းမှာအချစ်တာတူရင်တော့ ချစ်တတ်ခြင်းမတူတဲ့ character မျိုးပေါ့ဟုတ်ဇလန်းအချိုးကွေလေးပါတဲ့ခါကျတော့လေကျွန်တော်တမ်ပိုလေးလည်းပါပါတယ်အဲကျော်စွာကနေပြောင်းလဲသွားတဲ့ကျော်စွာအထိမြင်ရအောင်ပါပေါ့ဒါပေမဲ့နောက်တစ်မျိုးပါကျွန်တော်ဒီကားကိုစပြီးတော့လက်ခံရိုက်ကူးဖြစ်တဲ့အဲကိုမြင့်မြတ်မမိုးကိုအဲပြီးတော့ကျွန်တော်ဇလန်းကိုဖတ်ကြည့်ရခါမှလည်းကျွန်တော်အရင်ကြိုက်တယ်ပြီးတော့ဒရိုက်တာဦးစောပေါ့နော်ကျွန်တော်သူ့နဲ့ကျွန်တော်စုံကျင်လို့ဒီကားလေး ံပြီးရိုက်ခုဖြစ်တယ်ပြီးတော့ကျွန်တော်နဲ့အတိကပြုဆောင်ရတဲ့မမိုးပေါ့နော်မမိုးကလည်းအဲကျွန်တော်အရင်အချက်ရတဲ့မင်းသမီးတစ်လက်ဆိုတော့မင်းသမီးကြီးပေါ့နော်ဝါရဲ့မင်းသမီးဆိုတော့အဲကျွန်တော်အရင်လက်စိတ်လို့ရှာတယ်ဒါကြောင့်မလို့ဒီကောက်ကျွန်တော်လက်ခံပြီးရိုက်ခုရဲရိုက်ခုရဲအချိန်မှလည်းအမတို့နဲ့အကိုတို့နဲ့ရောအကောင်းဆုံးအပိမများနဲ့ကျွန်တော်တို့အလွတ်လွတ်ခွင့်ရခဲ့တယ်အဲသူတို့ရဲ့ကြိုးစုံမှုတွေရခဲ့တယ်အချီးကျူးမှုတွေလည်းရခဲ့တယ်အဲ့တော့လည်း အများကြီးကျင်နေပါတယ်ကျွန်တော်ကျွန်တော်ရဲ့ပုံစံအားဖြင့်ကျွန်တော်ကပြုဆောင်ရင်ကျွန်တော်ကအရင်မရှိန်တတ်တဲ့တဲမှာပါဟိုအပြင်မှာစကားပြောရင်တော့ကျွန်တော်ရှိန်တယ်ဒါပေမဲ့ပြုဆောင်ပြီဆိုရင်ကျွန်တော်ကဟိုရှိန်နိုင်ပါရင်မရှိတော့ဘူးနော်ဆိုတော့ကျွန်တော်ကျွန်တော်ရဲ့လုပ်တဲ့ကျွန်တော်ပေးရကြတာပေါ်မှာကျွန်တော်တာဝန်ကြီးအောင်ဖန်ဆောင်ပါတယ်ဟုတ်ကိုကြောင့်လည်းပါမယ်ထင်ပါတယ်ဟိုကလျာလို့နှစ်ယောက်ကြာမှာဟိုဝင်ရှုပ်လို့ဖြစ်သွားရင်တောင်းပါပါတယ်နော် ဲ့လိုလည်းမဟုတ်ပါဘူးကိုကျော်စားရဲ့အော်ပထမပိုင်းအောင်နည်းနည်းဟိုကြောက်တာပေါ့နော်အဲမမကနေရတိုင်းဟိုကဟိုအနေရဲစကားတိတ်မပြောဒါပေမဲ့ပြောလိုက်တဲ့စကားရဲ့ဆိုရင်ထထပြောလိုက်တဲ့စကားလေးကဟိုဟာတာလေးပြောရရှိရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လဲကျွန်တော်တို့ကဟိုခုနပြောတဲ့ရှိန်တိုင်းကြောက်တိုင်းမရှိဘဲနဲ့အဲ့လိုဟိုဇလန်းကိုလည်းအကောင်းဆုံးပုံဖော်နိုင်တယ်အပြင်မှာလည်းဟိုရှင်းသိမှုလည်းရခဲ့ပါတယ်အဲ့ဒါအေးတယ်ဒါတည်တယ်ဆိုတော့အမကိုချိန်တယ်လို့ရောထင်မိသေးလား ပြီးတော့မထင်မိပါဘူးကျွန်တော်အဓိကတော့ဒီဒီတကယ်စီနီယာကြီးတွေတကယ်ဒီမင်းသမီးကြီးမင်းသားကြီးတွေမှာသူပါဝါရှိတယ်အဲ့ပါဝါကတော့ gram မှာရှိပါတယ်အာသူတို့ကျွန်တော်ခြေရလို့လည်းမထင်ဘူးဟိုဘလို့မှမခံစားရပါဘူးအဲ့တော့လေဟုတ်အရန်လာမင်းသမီးလေဟိုအရင်ငယ်ရဲ့အရန်ချိန်မင်းသမီးဆိုတော့ကျွန်တော်မမိုးကလည်းအများကြီးကြည့်ခဲ့ရဟိုဗီဒီယိုခက်ကြတဲ့အနေနဲ့အခုဒီနေ့ဒီချိန်ထိဟိုကြည့်နေရတော့မယ်လေဆိုတော့ ဒီလိုမျိုး menu တက်လက်နဲ့ကျွန်တော်ကဒီလို CV ကိုဟိုတူတူကျူဆောင်ဝင်ရတဲ့အတွက်အဲပြောပါတယ်အမရဲ့ကားရောလဲကျွန်တော်ကြိုက်ပါတယ်ဟုတ်ကိုမြင့်မြတ်လည်းကျွန်တော်ဆုံတွေ့ရတဲ့ fight နေရဆိုတော့ဟိုအဲကိုနဲ့ဆုံတွေ့မှုကတခမ်းမှအဲ့လိုအဲ့လိုဟိုပြောစရာမရှိဘူးပေါ့နော်ကိုနဲ့တွေ့လိုက်တိုင်းကျွန်တော်နဲ့ကိုနဲ့ဇလန်းစာတွေဖိုက်နေရပါဘူး။ဒါမှကားပါကင်ကားပါကင်ထိုးရတာနေအခုနောက်ဆုံးဇက်သိန်းသွားမဲ့အချီကိုနောက်လျှောက်ဖိုက်ဖိုက်ရမယ်။ ောက်ကြမှာပေါ့ပြင်ဆင်ရတာပေါ့ပြင်ဆင်ရတဲ့အပေါ်မှာကိုကခုနပြောသလိုလေဟိုဟိုတကယ်ထိတ်တိုက်ရှင်ပြီးတော့ကျွန်တော်ကြိုးဆောင်ရတဲ့ခါမှာကျွန်တော်တို့ကအများကြီးနုပါသေးတယ်အကိုကကျတော့ဘယ်ဆင်းမှာဘယ်လိုမျိုးနေရမယ်ဆိုတာအစဟိုအရန်ပညာရပြည့်နေတဲ့လူတယောက်ဆိုတော့အဲကျွန်တော်တို့ကအများကြီးကိုပြင်ဆင်ပြီးတော့ညရဲကညီပြင်ဆင်တယ်အဲ့မတိုင်ခင်မရိုက်ဖြစ်ခင် ဒီတုံးလေးရဲ့အလိုတွေကနေဒီဇက်ကိုဒီနေရာလေးမှာဘာလုပ်မယ်အဲ့လိုမျိုးဟိုကဖြစ်ခဲ့တာပေါ့နော်တကယ် onsen ရောက်တဲ့အခါမှာလည်းအကိုကနေပြီးတော့ညီလေးဒါလေးကိုလိုလေးလှုပ်လိုက်ပါလားလို့ပြောပြတဲ့အခန်းလေးလည်းရှိပါတယ်ဟိုအဲ့ဒါလေးတွေကကျွန်တော်တို့အတွက်အများကြီးဟိုဘယ်လိုပြောရမလဲတင်ယူခွင့်ရရလို့ကျွန်တော်မြင်ပါတယ်ဆိုတော့ဟိုအကိုနဲ့ကျွန်တော်နဲ့ဒီစေယုံရှင်းနေမှာဆိုရင်လည်းဒါအပြိုင်ဟုတ်လို့လောရခန်းနေရှိရအခုမျက်လုံးတွေပါလေဆိုရမ်းမိုက်တော့ဗောနော်အခုမျက်လုံးကိုကြည့်ပြီး item ကတချို့ဟာရယ်ဆိုရင်ယူအဲဘယ်လိုပြောမလဲကျွန်တော်က item ကိုလိုက်ပြီးတော့ဟိုအကုတ်မျက်လုံးကနေလိုက်လို့လို့ရတဲ့ဟာရှိတယ်။ဒါပေမဲ့တစ်ခါကျရင်အကုတ်ကြီးလိုက်တဲ့ဟာကိုမခံနိုင်မှနဲ့ကျွန်တော်လုံးလို့မရတဲ့မရတော့တဲ့အထိဖြစ်ခဲ့တဲ့အခန်းတွေလည်းရှိတယ်။ဆိုတော့ဒါတွေကအတွေ့အကြုံတွေပါပဲ။ဆိုတော့ကျွန်တော်တို့ကကျောဆောင်ကြီးထဲမှာရှိရပါပါဘောဟုတ်အဓိကတော့ဒါကျွန်တော်အခုရိုက်ခွင့်ရတာဘောပဲဒါတကယ် ေးအလစ်ထဲမှာရှိရမနာမင်းမင်းလည်းကျွန်တော်ရက်ခွင့်ရရတယ်ကျွန်တော်ကဂုံယူပြီးတော့ဒါကိုကျွန်တော်ကဒါအဒုတိယပဲရရရရကျွန်တော်ကဂုံယူစွာနဲ့ရက်ခွင့်မှာပါဒါကျွန်တော်ရဲ့ဟိုအမှုပညာတွေကအများကြီးအခုချိန်မှာအစပဲရှိတွေ့ရတော့ကြောင့်ဒါတွေကအများကြီးကျွန်တော်မတွေ့ဘူးကျွန်တော်အလုပ်ကနေပြီးတော့တင်သွားမယ်ဒါအောင်ကကျွန်တော်တို့စီးပွားရေးငန်းရှင်တွေ producer တွေ director တွေကနေပြီးတော့ဒီမင်းသားဒီဒီကောင်လေးကခေါင်းဆောင်ဖြစ်တဲ့နယ်လို့ တင်တဲ့ကားကိုကျွန်တော်ခေါင်းဆောင်ရေကူမှာဟုတ်ကဲ့ခဏပြောရရင်ဒီ fire တစ်ခုလိုပဲပေါ့အဲ့လိုကူးဆက်သွားစေချင်ပါတယ်ဒီကားကိုအားပေးတယ်လို့မုံမြက်ကိုအဲကူးဆက်ပြီးတော့အားပေးကြဖို့ပြောချင်ပါတယ်ဟုတ်ချမ်းချရမှာဒါပေမဲ့ကျွန်တော်ကပဲချစ်တာမမကကျတော့သူ့ရင်ထဲမှာရှိတာတယောက်အဲကျွန်တော်ရင်ထဲမှာရှိတာမမမမရင်ထဲမှာရှိတာနောက်တယောက်အဲအဲ့လိုမျိုးပေါ့နော် ဆိုတော့ပြည်သူကြီးရဲ့အခါမှာလည်းအတဲရပါမယ်အဲ့ဒါကိုခုနပြောသလိုပေါ့နော်ဘယ်လိုမျိုးထည့်ရလဲဆိုတော့ကျွန်တော်ကဇက်ကောင်တစ်ခုပေးလိုက်ရင်အဲ့ဇက်ကောင်ပေါ်မှာကျွန်တော်ဟိုတာဝန်ကြီးအောင်တော့ကျွန်တော်အကောင်းဆုံးစူးစမ်းပါတယ်ဒါဘယ်လိုမျိုးချစ်လဲဆိုတော့ပထမခုနပြောလို့တချို့ဟာလေးကတော့ဟိုမထီရဲမကန်ရဲပြောရဲဟာလေးတော့ရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒါလေးကိုတတ်နိုင်သောဒီတယောက်ဆောင်ပြီးဆိုရင် တနိုင်ဆုံးဖြောက်တယ်အာပြီးတော့ကျွန်တော်ခွန့်တောင်းတယ်ခွန့်တောင်းပြီးတော့ကျွန်တော်ပြုတ်ဆောင်ပါတယ်အဲ့တော့ဟိုဟိုတစ်ဖက်ကိုနဲ့တူတူပြုတ်ဆောင်တဲ့လူပေါ်မှာလည်းဘယ်လိုပြောရမလဲဟိုစိတ်နှောက်ရမဖြစ်ဘူးပေါ့နော်ဒီမျိုးတော့အများကြီးစူးစမ်းပြီးပြုတ်ဆောင်ပါကျွန်တော်တုံနေအောင်ချစ်တဲ့အခန်းတွေလည်းပါနိုင်ဖြစ်နေတဲ့ဟာမျိုးပေါ့အဲ့ဒါလည်းကျွန်တော်မေးကြပါတယ်အဲ့ခန်းနေပဲရွေးရိုက်တာလားအဲ့လိုလည်းမဟုတ်ဘူးတိုက်ဆိုင်သွားတာပေါ့နော်ရှင်းဖြစ်နိုင် ဟုတ်လားသူကြီးစားလားအဲ့လိုလဲကောက်တာပေါ့နော်ချစ်တာတော့ဒါလူရဲကြံမြတ်တာရရလေချစ်တာဟိုစိုးနေတော့စိုးရဲ vibe လေးပဲရအောင်ခုတော့အကြည်တဲ့လေးရပါတယ်အာဘသူဖေနာတော်တော်အရန်ချစ်တဲ့တဲ့ကောင်လေးပေါ့နော်ဒါပေမဲ့ဒီရက်ဘာတော့နည်းနည်းစိတ်ခံရပါတယ်ဟောအနေနဲ့လေးပြောကြပါတရားဝရန်စိုးရဲပေါ့အဲ့လိုမျိုးလေးလည်းကြားပါရဲ့အာဟိုးကနေစပြီးတော့ကျွန်တော်တို့ထမင်းကနေစပြီးတော့ဘုရားမှာကျွန်တော်ချစ်တဲ့ပုံစံ မုံမြင့်မှာချက်တဲ့ပုံစံဒီကားမှာချက်တဲ့ပုံစံဒါပေမဲ့တောက်လျှောက်ချက်ပြီအပြည့်ရှိသွားတာပေါ့ကျွန်တော်ချက်ပါဒီကားကနာမည်နဲ့နာမည်နဲ့ဇာတ်လမ်းနဲ့အရင်လိုက်ပါကြီးရဲ့ချက်ချင်းကအရင်ပျော်ရွှင်စရာတော့အပူပဲမရှိကျွန်တော်ကောင်းရင်တော့ကျွန်တော်ကောင်းတယ်ပေါ့နော်ဒီအအခုဆိုရင်ဒါဖောက်ပြန်ဖန်နေကြတယ်မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးလေးတော့ပြောပါတယ် item နဲ့ပတ်သက်ပြီးရောဆိုရင်လည်း အာသူကဒီနားလေးတွေတော့အရင်ကောင်းတယ်ဒီဟာလေးကတော့နောက်ခါကျရင်ဒီနားဒီနားလေးတွေဒီလိုပို့လောက်လိုက်ရင်တော့ပူကောင်းသွားမယ်ပေါ့အဲ့လိုမျိုးလေးတော့ကျွန်တော်တို့အကြံဉာဏ်လေးပေးဖြစ်ပါတယ်အာကျွန်တော်နောက်ထပ်မဲ့အောင်းမုံနော်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 အနောက်ထပ်မဲ့ CV ရလည်းအာလောကအပုံစံမတူတဲ့ကမ္မမိုက်ခက်ကြံကြံဟိုဒါလေးထပ်ဖို့ရှိတယ်နောက်တစ်ခုကကျတော့ drama ပေါ့အာ drama heavy drama CV တစ်ခုထပ်ဖို့ရှိတယ်အဲ့ဒါကတော့အာအဲ့ဒါလည်းအဲ့လိုအချစ်တော့အချစ်ပဲ ဒါပေမဲ့ဘဝအကြောင်းပို့ပါတဲ့အချက်မျိုးပေါ့နော်ပြီးတော့ကျွန်တော်ရုပ်ရှင်အနေနဲ့အခုသူကြောက်ကိုကြောက်ကျွန်တော်တို့ဒီရပိုင်းလေးမှာရုံတင်မယ်ပေါ့နော်ပြီးရင်နောက်ဆက်မဲ့ရုပ်ရှင်ကတော့ကျွန်တော်နှက်ဝင်တယ်ပြီးရင်ကျွန်တော်တို့အကြံကားလေးတစ်ကားရှိပါတယ်ဆိုတော့ဒီနေ့တည်းမှာတော့ဟိုဟိုရှစ်ကားလောက်တောက်လျှောက်ထောက်ဖို့ရှိပါတယ်စီဗီရောရုပ်ရှင်ရောပေါ့ခုမဲ့သွားတဲ့အချိန်မှာတော့ပြောတာပေါ့သူကပထမကသူကကျွန်တော်ဘက်ကအခုကျွန်တော်ဘက်ကမဟုတ်တော့ကက်ကက်မှာဖဲရောက်သွားတယ် ဲ့လိုဘာပြောလဲလေသူကဟောအနီးကပ်ပေါ့ကိုအနီးကပ်တော့ဘာမှမပြောသူကလည်းမလေအဲ့လိုဘာလဲဖန်ဒါပေမဲ့သူကအခုနေရောညရောသူကမအောင်ဘူးသူကစီးပြီးရိုက်ဝင်အဲ့တော့တွေ့တဲ့ချိန်တော့မရှိဘူးသူလည်းကျွန်တော်လည်းတွေ့တဲ့ချိန်တော့မရှိဘူးသူလည်းနိုင်စင်းတွေရောဒေးတွေရောဟောမိုက်စားရိုက်နေတယ်နော်မင်းသမီးတက်လိုက်အိတ်ကားမှာစုံလာတယ်အဲကျွန်တော်နဲ့သူလည်းပထမဆုံးဆုံးတဲ့ကားပေါ့ဒီနင်းစီဆူဆိုတဲ့ကားအဲဒီကားထဲမှာသူလည်းအကောင်းဆုံးစူးစမ်းနေတယ်ပေါ့နော် အဲကျွန်တော်စိတ်လွှရှားနေပါတယ်ဘယ်လိုထွက်လာမလဲအာသူ့အတွက်ကိုရင်ခုန်နေပါတယ်ဟုတ်အဲဘယ်လိုရလဲဖိုးပြီးပေါ်ပါတယ်ပေါ့နော်ဟောသိပြီးတော့ဟောတခုခုဆိုပြောလို့ဆိုလို့လဲဟောစိတ်မဆိုးရတဲ့လူဆိုတော့အစ်စေးပဲပေါ့အဲအဲ့လိုဆိုတော့အဆင်ပြေပါတယ်ဒါပေမဲ့သူ့ပဲကျွန်တော်ကတိကျဆောင်တဲ့တစ်ဆင်းမှာသူ idea လုံးလို့မရတော့ကျွန်တော်ကိုကြည့်ချင်သွားကျွန်တော်ကရှေ့မှာတည်းကဒီလုပ်ငန်းနဲ့တူတူလုပ်တယ်လေကျွန်ညာရိုက်လိုက် ယူဇင်ဗီဒီယိုရိုက်လိုက်ဆိုကျွန်တော်ကအဲ့အတွေ့အကြုံလည်းရှိတာဆိုတော့တိတ်ပြီးတော့မရှိဘူးဒါပေမဲ့ तू ကတကယ်တိုးဆောင်တဲ့အခါမှာကျွန်တော်တကယ်ဒီဘက် item လို့တော့သူဘာလို့မှမသိဘူးနည်းနည်း driver တော့ပြောနေရင်နေရော okay ရဲ့သားနဲ့ဒီနေ့ကပြောဖြစ်တာလေပေါ့အဲ့လိုလေးပေါ့နော်ဒါပေမဲ့အဲ့တစ်စင်းပါပဲဂျန်နက်စင်းတွေကိုကျွန်တော်ပြန်ပြီးတော့တော့ကိုယူရှိနေတယ်အဲ့လိုလည်းမဟုတ်ပါဘူးကျွန်တော်ပြောသလိုပဲကျွန်တော်ကျွန်တော်အလုပ်ကိုကျွန်တော်ရဲ့ဒီတိုးဆောင်တဲ့ ကျွန်တော်တာဝန်ကြီးအောင်ကျွန်တော်ဖန်ဆောင်ရဲတာဝန်အခြေဆုံးလုပ်တယ်ဒါကြောင့်မို့လို့လည်းအခုဟိုကျွန်တော်ပြည်သက်တွေရောဒါကြီးရဲ့ပြည်သက်တွေရောဟိုဘယ်လိုပြောမလဲဟိုကျွန်တော်ရဲ့ဒီတိုးဆောင်တာရဲ့အပေါ်မှာလည်းဟိုဟိုဘယ်လိုပြောမလဲကျင်းတဲ့အတိုင်းတာဖြစ်ကြရပါတော့အဲ့တော့လည်းအများကြီးကျေးဇူးတင်ပါအာသူကတော့ကျွန်တော်ကတော့ကျွန်တော်တင်ပေးတာကတော့ on scene မှာတော့ကျွန်တော်တင်လို့မရဘူး director ပဲတင်တာပါတော့ ကျွန်တော်ကတော့ဒီသူနဲ့ပြင်မာတွေ့တဲ့အချိန်တွေမှာတော့ဒီဟာလေးဒီနားလေးတွေဆိုရင်တော့ဘယ်လိုလေးလှုပ်လိုက်ရောပြီးတော့ကျွန်တော်သူ့ကိုအများကြီးတင်ပါတယ်ပို့မှရှိတဲ့အတိုင်းလေးကိုပဲအကောင်းဆုံးလုပ်ဖို့အဲ့ဒါတော့ပုံပြီးအသစ်ဖြစ်စေမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဒီတော့ flat line တော့ဘယ်လိုထွက်လာလဲကျွန်တော်အဲ့လိုမြောက်ပြထားပါဟုတ်ကဲ့ကျွန်တော်အချိန်မှပြည့်ရှိတည်ဆိုတော့ဟိုဇလန်တွေ့ရပါပေါ့နော်ကျွန်တော်မဟာ application မှာပြသနေပါတယ်ကျွန်တော်တနင်္လာမော်ဒူးတောက်ကြစနေတစ်ပတ်မှာ၄ရက် ကျွန်တော်ပြသနေပါတယ်စောင့်မျှော်အားပေးကြည့်ကြပါအောင်ကျွန်တော်အမုံမြက်လိုပဲဒီအချက်မှာပြည့်ရှိတယ်လဲကျွန်တော်ရဲ့အဲတရားဖို့အချက်တလို့ကြော်စွားကိုလည်းချစ်ပေးကြဖို့ပြောချင်ပါတယ်အလုံးကျွတ်ကျွတ်များတင်ပါတယ်